thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့မြန်မာစစ်အုပ်စုကိုစစ်လေရင်ရောင်းချတဲ့တရုတ်လက်နက်ကုမ္ပဏီ AVIC မှာရင်းနှီးမြှုပ်နှံမှုအလုံးကို Airbus ပြန်ရုပ်သိမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်အုပ်စုထံဝိုင်းတွဲနဲ့ခေအပါဝင်စစ်လေရင်များရောင်းချနေတဲ့ AV China Industry and Technology Company Limited AV China မှာရင်းနှီးမြှုပ်နှံမှုအလုံးကိုပြန်လည်ရုပ်သိမ်းလိုက်ကြောင်းဥရောပလေးကြောင်းကုမ္ပဏီကြီး Airbus ကထုတ်ပြန်လိုက်ပါတယ်အဲ့ဒီလိုရင်းနှီးမြှုပ်နှံမှု မှုတွေကိုပြန်ရုပ်သိမ်းလိုက်တဲ့ Airbus ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကို Justice for Myanmar Infro Bamani နဲ့ Blood Money အပါအဝင်မြန်မာအရေးတက်ကြွလှုပ်ရှားသူအဖွဲ့ကကြိုဆိုလိုက်ပါတယ်။ တရုတ်လက်နက်ကုမ္ပဏီ AVIC ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ AV China Interesting and Technology Company Limited မှာရှိတဲ့ Airbus ရဲ့များပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို Justice for Myanmar နဲ့ Info Bamini ကိုတော့2024ခုနှစ်စက်တင်ဘာလမှာအစီရင်ခံစာထုတ်ပြန်ဖော်ထုတ်ခဲ့ပါတယ် Airbus က AV China မှာရှယ်ယာ9.33ရာခိုင်နှုန်းပိုင်ဆိုင်တဲ့တခုတည်းသောအကြီးဆုံးနိုင်ငံတကာရှယ်ယာရှင်ဖြစ်ပြီး2024ခုနှစ်ဇွန်လ30ရက်နေ့စီးရင်ရာရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ American Dollar 340ရှိရလို့ဆိုပါတယ် အခုလိုရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းလိုက်ခြင်းကကမ္ဘာတဝန်းရှိအရက်ဖက်ဖွဲ့စည်းများတပိတ်ဖွဲ့များကုန်သွယ်ရေးသမဂ္ဂများဆန္ဒပြတောင်းဆိုသူတွေနဲ့ပုံကုတ်အသီးသီးပါဝင်နေ အုံအုံကြက်ကြက်လှူရှားတောင်းဆိုမှုတွေကြောင့်ဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။အဆိုပါအရေးတက်ကြွလှူရှားတဲ့ကဘာရရမှာအဖွဲ့အစည်းတီတီက Airbus Company ကို Aviation Industry Corporation of China AVIC အပေါ်၎င်းတို့ရဲ့ဩစာလွှမ်းမိုးနိုင်မှုကိုအသုံးပြုပြီးမြန်မာဆဲအုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေကိုရှက်ဆိုင်စေဖို့ဒီလိုမဟုတ်ပါကရှင်းနီးမြုပ်နှံမှုတွေရှုပ်သိမ်းဖို့ဖိအားပေးခဲ့ပါတယ်။ AV China က K8 လေးကျင်ရဲ့အပေါ်စာတိုက်လင်းရင်နဲ့ဝိုင်းတွဲဘတ်ဆောင်သုံးလင်းရဲ့ပါဝင်လင်းရင်များဆက်ဆက်ပစ္စည်းများနဲ့ဤပညာများကိုမြန်မာစစ်တပ်ထံရောင်းချပေးရ က်ခဲ့ပြီးမြန်မာစစ်တပ်ကအဆိုပါလီယင်များနဲ့တနိုင်ငံလုံးကိုလှည့်ပတ်ပုံကျဲတိုက်ခိုက်နေကြလဲဖြစ်ပါတယ်မြန်မာလီတပ်ကအဲ့ဒီလိုနိုင်ငံခြားတမ်းပြည်များရှိမိဖက်များထံမှလေယာဉ်နဲ့ဆက်ဆက်ဆက်လက်နက်ပစ္စည်းများဤစဉ်သုံးမရှိမဖြစ်ပစ္စည်းများပြုပြင်ထိန်သိမ်းမုံမံဝန်ဆောင်မှုများဆက်လက်ရရှိနေခြင်းကြောင့်သာ၎င်းတို့ရဲ့ဝင်ဟင်အကြမ်းဖက်စစ်စင်ကိုဆင်နွှဲနိုင်နေကြောင်းအဆိုပါအဖွဲ့အစည်းကဆိုပါတယ် Airbus က AV China မှရင်းနှီးမြှုပ်နှံမှုတွေရုပ်သိမ်းမှုကို2025ခုနှစ်ဧပြီလတရက်နေ့မှာအပိသက်ဆောင်ရွက်ခဲ့တာဖြစ်ပြီး Airbus ရဲ့ ်ပြောရေးဆိုခွင့်ရှိသူက AVIC ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ AV China Interesting and Technology Company Limited ကရှယ်ယာများအလုံးရှောင်ချမှုကိုဆောင်ရွက်ပြီးပါတယ်ဖြစ်ပါတယ်။ Evers အနေနဲ့ AVIC မှာမြည်သည့်ရင်းနှီးမြှုပ်နှံမှုမှမရှိတော့ပါလို့ Justice for Myanmar နဲ့ Info Barmini ဖွဲ့များတန်း email နဲ့အကြောင်းကြားခဲ့ပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က Evers ရဲ့ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းကမြန်မာစေအုပ်စုစီစစ်လီရင်းနှီးနဲ့ဆက်ဆက်တဲ့ဆက်လက်နက်တွေရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့တရုတ်အစိုးရတို့အတွက်ဗန်နာရေးနဲ့ဂုံသိက္ခာပိုင်းဆိုင်ရာပိဆက်မှုတွေရှိရစွာကိုပြတ်သားတဲ့သတင်းစကားပလိုက်တာဖြစ်ပါတယ်။တရုတ်နိုင်ငံကမြန်မာစေအုပ်စုအတွက်ဆက်လက်နက်တွေစစ်ပတ်ရက်ဖတ်နှမျိုးသုံးနည်းဖြင့် ညာတွေနဲ့လင်းချင်းတင်ကြမှုတွေကိုအဓိကရောင်းချထောက်ပံ့တဲ့နိုင်ငံဖြစ်ဆက်ရှိနေပြီးအခုလိုကြံရပါပတ်သက်မှုကိုအဆုံးသတ်ဖို့လိုပါတယ်လို့ပြောပါတယ်။ Infobarmni ရဲ့ညီနိုင်ရေးမှူးဂျိုဟန်နာဂျာဒူနီရက်စ်ကအခုယင်းနှိမ့်နှံမှုရုပ်သိမ်းခြင်းကအထူးသဖြင့်ဗမာစစ်အုပ်စုနဲ့ဓာတ်ရိုက်ဖြစ်စေ၊သွေးဝိုက်ပြီးဖြစ်စေပါဝင်ပတ်သက်နေတဲ့ဥရောပကုမ္ပဏီတွေအပါအဝင်အခြားကုမ္ပဏီတွေအတွက်သတိပေးတက်လက်မှုတစ်ရပ်ဖြစ်ပါတယ်။နိုင်ငံအဆင့်ဥရောပအဆင့်နိုင်ငံတကာအဆင့်တွေမှာစီးပွားရေးနဲ့လူခွင့်ရေးဆိုင်ရာမူဝါဒတွေရှိကြပါတယ်။ဗမာစစ်အုပ်စုကျူးလ ွန်ထားတဲ့ဆေးရဆွေးမှုမှတ်တမ်းများများစွာလည်းရှိနေပြီးကုမ္ပဏီတွေအနေနဲ့ဆက်ပြီးလေးလူရှုလို့ရနိုင်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ် သွေးစုံငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ Block Money ရဲ့ပြောရေးဆိုခွင့်ရှိသူမူလန်ကလည်းအကြံဖက်စေအောင်စုကဆရာဆွေမှုတွေဆက်လက်ကျူးလွန်နိုင်ဖို့လိုအပ်တဲ့ပံ့ပိုးမှုတွေကိုတရုတ်အစိုးရပိုင်း AVIC Avid China Company တွေကနေအထူးကအထောက်ပံ့ရရှိနေတာဖြစ်ပါတယ်။ Airbus Company အနေနဲ့စီးပွားရေးနဲ့လူခွင့်ရေးစံနှုန်းတွေပေါ်ဆက်လက်ခိုင်မာစွာရည်တည်ဖို့လည်းလိုအပ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လေးမျက်နှာနဲ့အင်ကပူဆက်ကိုစစ်ကောင်စီဖုံးကျဲပြီးလေးမျက်နှာမျိုးနဲ့ကျေးရွာချို့ကိုစစ်နယ်မြေဖြစ်သတ်မှတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကလေးမျက်နှာ မြို့နယ်နဲ့အင်ကပူမြို့နယ်အဆက်ရှိကျေးရွာတွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီကမနေ့ကဇွန်လ18ရက်ည7:24မိနစ်ခန့်ကလေးမျက်နှာမြို့နယ်ပိန်းနယ်ကွင်းကျေးရွာကိုလေကြောင်းမှနေပြီးဘုံလုံးပေါင်းများစွာကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ည၈နာရီချိန်လောက်ကစပြီးပောက်ကွဲတန်နီစက်တိုက်ကြရတယ်။ည၇နာရီကျော်တော့ဘုံဆယ်လုံးကျော်စက်တိုက်ပောက်ကွဲတန်နီကြရတယ်။လင်းမျက်နှာမျိုးနယ်တဲ့ကိုကျဲနေရလို့သိရတယ်လို့ဟင်္ဒရာမျိုးပေါ်နေပြည်သူတအုပ်ကဆိုပါတယ်။လင်းမျက်နှာနဲ့အင်ကပူဆက်ကိုဘုံကျဲတက်ခိုင်ရာဟင်္ဒရာမျိုးပေါ်မှာပြည်သူများပါဘုံတက်များကိုကြားရပြီးစိုးရိမ်ထိတ်လန့်မှုတွေရှိနေကြောင်းသိရပါတယ်။စစ်ကောင်စီကလင်းမျက်နှာမျိုးနဲ့လော်ကဒါကျင်းရွာနဲ့အနီးတဝိုက်ကိုစစ်နယ်မြေဖြစ်သတ်မှတ်ပြီးဒီလိုသတ်မှတ်ထားတဲ့အတွက်ကျင်းရွာနေဒေသခံတွေကိုပြောင်းရွှေ့ခွင့်ပြုထားကြောင်းတပ်သတင်းအရင်းမြစ်တွေစီကသိရပါ ါတယ်။ဒါအပြင်ရှိကြည်မြို့နယ်တွင်ရှိနေတာစစ်စင်ကိမ်းမှာအမြောက်တပ်344နဲ့ကုန်းပြင်တိုင်းနဲ့ကျင်းရွာအုပ်စုတွေမှာဒေသခံတွေကိုတာဝင်ခွင့်ပြုထားပြီးအခြားသူများကိုတားဆီးစစ်စင်ကဝင်ခွင့်မပြုတော့ကြောင်းသိရပါတယ်။လက်ရှိမှာအင်ယာရီတိုင်းတွင်ရှိလေမျက်နှာအင်ကပ်ဘူးရေကြီးစားတဲ့မြို့နယ်တွေမှာစစ်ကောင်စီနဲ့တော်လိုင်းပူပေါင်းတပ်တိုက်ပွဲဖြစ်ပွားနေပြီးလေမျက်နှာမြို့နယ်တဲနုကုံရဲစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ငလင်တန်ကြောင်တက္ကသိုလ်ဝင်တဲ့စာမီဝဲအဖြစ်လွားများပြက်စီးသွားလို့ ို့ပြန်လည်ဖြေဆိုရမှာမန္တလေးတိုင်းမှာထုံဝက်ကျော်ပြက်ကွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မလ28ရက်ကစကိုင်းပြည်ပြည်ငလင်ချင်းလောက်ခတ်မှုကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြေလွှာများပြသသွားတဲ့အတွက်ပြန်လည်ဖြေဆိုလျက်ရှိရာပြက်ကွက်သူစီရင်မှာမန္တလေးတိုင်းမှာထုံဝက်ကျော်ပြက်ကွက်ကြောင်းသိရပါရယ်။ငလင်တန်းခန်းစားနေရတဲ့ဒေသတွေမှာတက္ကသိုလ်ဝန်ထမ်းစာမေးခွဲကိုပြန်လည်ကျင်းပရာဇွန်လ16ရက်မှ18ရက်နေ့ထိ3ရက်အတွင်းကချင်းစကိုင်းမန္တလေးနေပြည်တော်မှာပြက်ကွက်သူ880ဦးရှိပြီးမန္တလေးတိုင်းမှာ488ဦးထုံဝက်ကျော်ပြက်ကွက်ကြောင်း ောင်းစစ်ကောင်စီထံမှသိရပါရတက္ကသိုလ်ဝန်ထမ်းစတင်ဖြေဆိုတဲ့မြန်မာစာနေမှာပြန်လည်ဖြေဆိုသူ6224ခုရှိက သင်ချာနေမှာဖြေဆိုသူ6292ခုရှိပြီးပြက်ကွက်သူ881ခုရှိကတရက်ဖြေဆိုပြီးတိုင်းပြက်ကွက်သူများပြားလာကြောင်းသိရပါရတယ်။ ငလင်တန်းကြောင့်ပြန်လည်ဖြေဆိုရတဲ့စာမေးဝင်မိကုန်းလွှာမှာတင်ချဘာသာယနေ့ကခက်ခဲကြောင်းဆရာဆရာမများကအဝေးပံပြောကြားထားပါတယ်။မန္တလေးတိုင်းမှာမန္တလေးတက္ကသိုလ်မီးလောင်ရာမှာတက္ကသိုလ်ဝင်စာမေးဝင်အဖြေလွှာများမီးလောင်ပျက်စီးသွားတဲ့အတွက်ပြန်လည်ဖြေဆိုရခြင်းဖြစ်ပြီးတက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမှုကိုဇွန်လ16ရက်မှ22ရက်ထိကျင်းပမှာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ရှမ်းကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်းမတ်အပါအဝင်နိုင်ငံတကာတန်ယုံများကဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာရရဲ့နင်းစီပန်လူမှုကောင်းဆောင်ရေးပုံတွေကိုတင်ထားပြီးအမေရိကန်ကလည်းကြီးညာချက်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်ကနေဒါဆွီဒင် ပြင်သစ်နော်ဝေးဒိန်းမတ်အပါအဝင်နိုင်ငံတကာတန်ယုံများကဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာရရဲ့နင်းစီပန်လူမှုကောင်းဆောင်ရေးပုံတွေကိုဒီကနေ့မနက်ပိုင်းမှာပြောင်းလဲတင်ထားကြ ပါတယ်။ရန်ကုန်အခြေဆိုင်ဥရောပသမဂ္ဂဆွီဒင်ပြင်သစ်အပါဝင်ဥရောပနိုင်ငံတွေရဲ့တန်ယုံတွေက၎င်းတို့ Facebook စာမျက်နှာတွေမှာတောင်အောင်ဆန်းစုကြည်ပန်းပန်ထားတဲ့အပြာရောင်နောက်ခံဓာတ်ပုံကိုပြောင်းလဲကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာပြည်ထိုင်တန်ယုံကလည်းနင်းစီပန်းပုံနဲ့ profile picture ကိုပြောင်းလဲလိုက်ပြီးဖန်ဆီးချုံနောက်ခံထားဆဲဖြစ်တဲ့တောင်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။ UK အစိုးရအနေနဲ့တောင်အောင်ဆန်းစုကြည်ရဲ့တကမြန်မာနိုင်ငံအတွင်းမတရားဖန်ဆီးခံထားသူတွေအားလုံးကိုချက်ချင်း င်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်လို့အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ကြီးညာချက်ထုတ်ပြန်ပါတယ်ရန်ကုန်အခြေဆိုင်ကနေဒါတန်ယုံကလည်းမြန်မာနိုင်ငံအလံငယ်နဲ့နှင်းစီပန်ပုံပါတန်ယုံ Facebook စာမျက်နှာရဲ့ profile picture ကိုပြောင်းလဲလိုက်ပါတယ် မြန်မာနိုင်ငံဆိုင်ရာဒိမတ်တန်ယုံကလည်းတောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အဖြစ်နှင်းစီပန်းနဲ့သုံးအုပ်ပုံပါတဲ့ဓာတ်ပုံကိုတန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်ဒီကိရိမနက်ပိုင်းမှာပြောင်းလဲထားပါတယ်။နေသာလန်တန်ယုံကလည်းဥရောပသမဂ္ဂတန်ယုံကထုတ်ပြန်တဲ့တောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုတော့တန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်အသုံးပြုပါတယ်။မြန်မာနိုင်ငံဆိုင်ရာနော်ဝေးတန်ယုံကလည်းဖန်စီချုံနောက်ခံထားရဆဲဖြစ်တဲ့တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်အဖြစ်ဒီကိရိမမီတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။ နော်ဝေးအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တကွာမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံထားသူများအလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်လို့ကြီးညာချက်ထုတ်ပြန်ပြီးတန်ယုံ Facebook စာမျက်နှာကိုနှင်းစီပန်းပုံလေးနဲ့ပြောင်းလဲဖော်ပြပါတယ်အမေရိကန်ပြည်ထောင်စုကလည်းဒီကနေ့ဟာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး2021 February မှာထိန်းသိမ်းခံရပြီးအကျဉ်းကျလျက်ရှိစဉ်ဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါတယ်သူရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေကမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုတွေကိုထင်ဟပ်လျက် ်ရှိပါတယ်ဒီကနေ့အခါသမယမှာသူနဲ့အတူအခြားသောမတရားဖန်ဆီးထိမ့်သိမ်းထားသူတွေကိုလွတ်ပေးဖို့အရက်သားပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုရှက်တံဖို့နဲ့အကြအတဲကိုအဆုံးသတ်ဖို့သက်ဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ဆရာနာရှင်အဖွဲ့အစည်းကိုမိမိတို့ဆက်လက်တောင်းဆိုပါတယ်လို့ရန်ကုန်ချင်းဆိုင်အမေရိကန်တန်ယုံရဲ့ Facebook စာမျက်နှာမှာဖော်ပြပါတယ်